ခုကျွန်တော်ပြောမှာကတော့အရန်ရှင်းတယ်ဒီလူကုန်ကူးမှုကိစ္စဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့ဇကပုံတစ်ခုရှိတယ်ဗျာမင်းတို့လေတာကရင်ကုန်းမှုတလောက်ပဲရှိကျွန်တော်ကရင်လူမျိုးအားလုံးမဆိုလို့ဘူးเนาะအဲ့ဒီမှာရှိနေတဲ့ကရင်တွေအခုအခုလုံနေတဲ့ကရင်ကရင်အကုန်လုံးမလုံဘူးတာကရင်တွေရိုးသားတဲ့တမိုင်းကြောင်းတွေဖြောက်မှတ်တဲ့ဥစ္စာတွေတစ္ဆာရှိတာတွေကျွန်တော်တို့အကုန်သိရကျွန်တော်အကုန်တွဲဘူးရဗျာကရင်တွေ ਨੇ ကျွန်တော်တော်လိုက်ရင်းမှာ နိုင်ငံရေးမှာလည်းကျွန်တော်တွဲဘူးတယ်ဆိုတော့ဟိုပြောချင်တာကအခုဒီကြားဖြန့်ကိစ္စကိုဘယ်လိုလူလေလုပ်လဲဆိုတာကိုကျွန်တော်ပြောပြမယ်ပြီးတော့ဒီကောင်းလေးကိုဘယ်လိုကင်မလဲဆိုတာကိုတွေ့ကြဒါတော့ခွင့်မလုပ်ဘူးကျွန်တော်တို့ကဘာလို့ဆိုဗုဒ္ဓဘာသာအမိခံတယ်လူတွေကိုကောင်းမှုဖြတ်တယ်ညှင်းပန်းတယ်နှိပ်စက်တယ်ရိုက်နှက်တယ်ပြီးတော့သူတို့မတည်ဘူးလို့ဟုတ်ကဲ့နော်ဒါဆိုရင်ကျွန်တော်တို့စပြောကြည့်ကြမယ် ဒီပြဿနာကြီးက American CIA CIA ပေါ့လေအာရှကြီးကဌာနပြီးတော့ DEA ထိုင်းနိုင်ငံမှာရှိတယ် CIA ရော DEA ရောရှိတယ်เนาะအဲ့ဒါကို American နိုင်ငံသားရေးဝန်ကြီးဌာနကိုတရင်ပို့တရင်ပို့တော့အခု American မှာဒါကိုပါဝင်ပတ်သက်မယ်ဆိုတော့ဘာကြောင့်ပါဝင်ပတ်သက်ရမှာလဲဆိုတဲ့အကြောင်းတရားပေါ်လာတာက Mr. Trump တမန်တော်ကြီး Trump က ရှီကျင်းပင်နဲ့စကားနှစ်ကြိမ်ရှိပြီးတယ်လီဖုန်းနဲ့ပြောတာအဲ့မှာတရုတ်ကတိတယ်အမေရိကန်အကြိုက်တယ်ကိုလည်းတရုတ်ကကျွေးတတ်တယ်အဲ့ကျွေးတာကိုလည်းအမေရိကန်စားတယ်ဒါဒါကျွန်တော်အမှန်တိုင်းပဲပြောတာရှီကျင်းပင်ကအဓိကကဘာကြီးเนาะငင်းညံ့မှုဖွံ့ဖြိုးမှုတိုးတက်မှုအတွက်လိုအပ်တဲ့ဥစ္စာကတော့ဥယျာဆေးဝါးနဲ့တရားမဝင်လူကုန်ကူးမှုတွေအွန်လိုင်းလိမ့်လေလောင်းကစားမှုတွေကို ပူပေါင်းဖြည့်ရှင်းဖို့အတွက်တမ်မရာကြီးထရန့်ကိုပြောတယ်ဗျာဟုတ်ပလားတရန်တော်တယ်ဒါနိုင်ငံကြီးပဲဆိုတော့တမ်မရာကြီးထရန့်လည်းတော်တော်သဘောကျတယ်အဲ့ဒီကိစ္စနောက်ပိုင်းခရုတ်တရင်ညီလာပါလိမ့်မယ်ကြည့်လိုက်ပါကျွန်တော်ပြောပြီဆိုရင်ကျွန်တော်အချက်လက်ရှိလို့တေချာလို့ပြောတာနော်ဆိုတော့ပေးခြင်းတဲ့ message ကဘာလဲဆိုတော့ဒီ DKBA တို့ D အာဟိုဘလို့လဲနေကြားဆောက်ပေါ့ဘော်ဒါကတ်တို့ BGF တို့တလား RNA အခုပြောင်းလိုက်တယ်ပေါ့ဗျာဟိုဟိုဒီစောချစ်သူတကောင်နေအားလုံးရဲ့အနောက်မှာမြန်မာစကစရဲ့ဝန်ကြီးပြန်ကြားရေးဝန်ကြီးမောင်မောင်အုပ်ဒီကောင်တွေကိုမနှက်ဖြင့်ဘာလုပ်ရမလဲတပတ်ခါဘာလုပ်ရမလဲဘယ်တော့ဘာလုပ်ရမလဲဆိုတာကိုတိုက်ရိုက်ညွှန်ကြားနေတာမောင်မောင်အုပ် နော်မမောင်အောင်အကြောင်းကိုကျွန်တော် point လေးနှစ်ခုထောက်ပြမယ်ခင်ဗျားတို့အဲ့ဒီဘောမတွေဒါမဟုတ်ဘူးမှားနေတယ်ဆိုရင်အချက်လက်နဲ့လာခဲ့အဲ့အဲ့ဒီအချက်လက်ကိုကျွန်တော်ဖြည့်ရှင်းမယ်မောင်မောင်အောင်ဟာဘလောက်ရုပ်မာလဲဆိုရင်ဟဲ့ကြားဘူးမှာပေါ့အညာဒေတာမှာနေရာဒီအချိန်ဒီကျွန်တော်မပြောတော့ဘူးဒီကောင်ဒီ fight လာမှကျွန်တော်ပြောမှာအညာဒေတာ 2000ခွန်ရွှေဝါရောင်အရေးခင်ဖြစ်လာတာမမောင်အောင်အခင်များတို့မှတ်ထားเนาะဒါမိတ်ဆွေတို့ကျွန်တော်ရှင်းပြတန်ဃာတွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်တာမမောင်အောင်ဟုတ်ပြီလားโอเคအဲ့ဒါကိုဘူတန်ရွှေရခွန်ပြီးတော့မင်းဒီတန်ဃာတွေကိုဘာဖြစ်လို့ဒီလိုလောက်ရတာလဲဆိုတော့ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူဘယ်လောက်ရှိတယ်လဲ အဲ့ဓာတွေကိုဘလို့ပြန်ထိမလဲဆိုတော့ technique ကိုကျွန်တော်လူကျင်လို့ပါဆိုတကောင်ရှောင်ထွက်သွားတာဟုတ်တယ်နော်တကောင်ဝင်ကြီးလည်းမဟုတ်သေးဘူးနော်အဲ့ဒီမှာတကောင်ရှိနေတဲ့အဆင့်မဘာသာတွေမင်းတို့ဘောမတွေမင်းတို့လုံးဝညင်းလို့မရတဲ့အကွက်ကိုငါပေးလိုက်တာဟုတ်ပလားဒုတိယအကွက်မမောင်အိုးကဘာပြောလဲဆိုတော့အန်းကြရင်သူ့စည်းစိမ်နေအကုန်လုံး ဆွန့်လွတ်ပလိုက်မယ်တဲ့ဆွန့်လွတ်ပြီးဖုံးကြီးဝတ်သွားမယ်တဲ့ကျွန်တော်ပြောတာအခုအဲ့ဒီကောင်ဖုံးကြီးမဝတ်တဲ့အပြင်လူကုံကူးအနောက်ကအစုပ်ရှယ်ရပါခွဲယူနေโอเคเนาะဒါစကားစဖြစ်တာဒါဆိုရင်စကားစနဲ့ဘာပတ်သက်လို့လဲလူကုံကူးမှုခင်ဗျားတို့ပြောဦးမယ်ကျွန်တော်ဒါဆိုရင်မင်းတို့မာရဝီဇယဈေးရီတော်ကြီးကိုဒေါ်လာ25တန်းလှူတဲ့ကြားဖြတ်နေကို မင်းတို့တိရိတုဓမ္မဘောကဘာညာဘွဲတွေပေးနေတာလေပြီးတော့တရုတ်ပြည်ပို့လိုက်ရတယ်မှတ်လားမင်းတို့တိရိအဲဘွဲတွေပေးတာလေအခုမာရဝိဇယကြီးอ่ะအဲ့ဒါတကဘာလုံးကလိန်လေထားတဲ့လူတွေအများကြီးတေနှိမ့်ဆက်ညှဉ်းပန်းခံထားရတဲ့ငွေနဲ့မင်းအောင်လှိုင်ကအဲ့လိုတီဆောက်တာရှင်းရှင်းပြောရင်မင်းတို့အကယ်ဒမီပေးပွဲကိုအနောက်ကကော်ပဏီ၃ခုကကြားဖြတ်လေ အခုအခုလောက်ခဲ့တဲ့ Academy ပေးပွဲကို sponsor ပေးတာလေဒါ ਈ ပေါ်ထွက်လာမှာပါမင်းတို့ဘာမှနိုင်ငံတော်ဘတ်ဂျက်ကိုမင်းတို့အဲ့တဲထည့်လိုက်တယ်အဲ့ဒီမင်းတို့လုံမဲ့အကုန်လုံးအစည်းအဝေးတွေရောဘာဘာတစ်ခုမှနိုင်ငံတော်ဘတ်ဂျက်နဲ့လုပ်တာမရှိဘူးဟုတ်လားအဲ့ဒီကောင်တွေကိုပါမစ်ပေးလိုက်တယ်မြေခွက်ပေးလိုက်တယ်လုံပိုင်ခွင့်ပေးလိုက်တယ်အဲ့ဒါပမာပြီလေဟုတ်လား မင်းတို့တက်လာပြီးတဲ့အချိန်တောက်လျှောက်ငါကြည့်ခဲ့ပြီးပြီမင်းတို့အိတ်ထဲကတပြားတစ်ချက်ကုန်ပြီးလှုပ်တဲ့ပွဲဘာပွဲမှမရှိဘူးနောက်ဆုံးမင်းတို့ပြောတဲ့ကာရာအိုကေဘာလဲဆိုကရေးတီးဟာအားကစားအကုန်လုံးကြားဖြတ်စပွန်ဆာနဲ့လှုပ်တာကြီးပဲဟုတ်မလားအဲ့ဒါတွေကိုမင်းတို့ဝိုင်းထည့်လိုက်ကြတယ်ဟိုကောင်တွေကဘယ်နေရာမှာဧက100တို့ဧက200တို့အဲ့လိုတွေယူသွားကြတာဟုတ်မလား အခုကတော့မရတော့ဘူးကဘာကြီးကအယမ်းကိုမြင်လာဟုတ်ပြီနော်ဆိုတော့ဘာလုပ်လဲဆိုတော့မြောက်ရီမြို့ယူမြို့တိုက်ကြတိုက်တော့ဒီဘက်ကတိုက်တော့ဘဒုကာလိုက်တာသူ့ပဲပြောခဲ့တယ်မင်းတို့မရဘူးမြောက်ရီမြို့ယူစောချစ်သူပိုင်နေနော်စောချစ်သူကိုပဲမင်းတို့တောင်းရမယ်မတောင်းရင်တိုက်ရမယ်ဒါပဲကိုကပြောတာတက်လားဘာလို့ဆိုဆိုးဝင်းနဲ့ စောချစ်သူနဲ့အပြန်အလှန်ပြောတဲ့ message လဲကျွန်တော်ပေါ်ပြခဲ့ဘူးတယ်။ဒါပေမဲ့အဲ့ဒီဂျားတွေအားလုံးကအလဲရကစားတာမမောင်အိုး။မမောင်အိုးက2000ရွှေရဝါရောင်အရေးခင်းကိုစတင်ဆောင်ရွက်ခဲ့တဲ့ကောင်။တန်ဃာတွေကိုဓာတ်တိုင်မှာကျိုးတုပ်ရိုက်ခဲ့တဲ့ကောင်။အဲ့ဒါဗုဒ္ဓဘာသာလို့ပြောနေလို့ပါ။မဘာသာတွေဘောမာတွေမဟုတ်ဘူးဆိုရင်အဲ့ဒီအချိန်က 2000ခွန်ရွှေဝါရောင်အရေးခင်စဖြစ်တဲ့အချိန်မောင်မောင်အောင်ဗမာလဲလို့ငါ့ကိုမင်းတို့မေးလိုက်မင်းတို့လည်းငါ့ကိုအတိအကျပြလိုက်ငါနိုင်ငံတော်ပြန်တန်းတဲ့ကိုပြနိုင်ဟုတ်ပလားငါတို့ကအဲ့လောက်တိကျပြောပြီဆိုရင်နော်ဆိုတော့အခုဖြစ်နေတာကစောချစ်သူတို့ပြောနေတဲ့စကားလုံးကိုကျွန်တော်ပြောပြမယ်တို့လူတွေလည်းပြန်ဖို့ပြီးတယ်ဖန်းစီဘသူနှိမ့်ဆက်ခံရတယ်ဒါရီကမတရားဘူးဒါရီက ကျွန်တော်တို့အကုန်လုံးကိုပြန်ရှာဖွေတယ်အဲ့ဒီလူတွေကိုလည်းဓာရီမလုပ်ဖို့ပြောတယ်သူတို့လုပ်ငန်းတွေကိုလည်းကျွန်တော်တို့ရပ်ဆိုင်းမယ်အဲ့လိုလုပ်တဲ့ကောင်တွေကိုဖမ်းပြီးဘာလို့ပြန်မဖို့တာအဲ့ဒီကောင်တွေကထိုင်းနေဇက်ကဝင်လာတဲ့ကောင်တွေများထင်နေလို့လားအဲ့လူကုံကူးလောက်တာတွေအားလုံးကမင်္ဂလာတုံလေစိတ်ကနေဝင်တဲ့ကောင်ကြီးပဲအဲ့ကျွန်တော်အမှန်ပြောတာဟုတ်ပြီနော် မင်္ဂလာတုံလေစိတ်ကနေဝင်လာတဲ့တရုတ်တွေအာရိုးရိုးရှင်းရှင်းလေးပဲနေဆက်ဖြတ်လာပြီးတော့မှစောချစ်သူတို့နဲ့တွေ့ပြီးတော့အဲ့ဒီမှာကုမ္ပဏီထောင်တဲ့တရုတ်တကောင်မှမပါဘူးဒါဆိုအဲ့လိုဝင်ဖို့အတွက်မြန်မာလဝကကြီးကမြန်မာစကစကြီးကဘာလုပ်ခဲ့လဲဒါကိုကျွန်တော်ပြောတာဟုတ်ပြီနော် ဟိုခင်ဗျာစကားစပဲပြောဟုတ်တယ် NLD လက်ထက်မှာလည်းဒီအတိုင်းပဲဒီအတိုင်းပဲဒါကျွန်တော်အမှန်ပြောတာဆိုတော့အဲ့ဒါကြီးကဘလောက်တောင်အချိန်နေဆိုးလဲဆိုရင်ကျွန်တော်တိတိလောက်ပြောပြရရင်ခင်ဗျာစဉ်းစားကြည့်နိုင်ငံတော်အချုပ်ချာအာဏာလို့ပြောတယ်ဟိုဖြစ်ကြည့်ရတရားနှစ်ခုရှိတယ်တစ်ခုကမှဝင်တဲ့ကောင်တွေကမပါဘူးထိုင်းရဲနဲ့ စောချစ်တူတို့ DKB တို့ပေါင်းပြီးတော့လမ်းပေါက်အသက်ဖွင့်ပြီးတော့အဲ့ဒီကနေတွင်းနေဆိုတာနိုင်ငံတော်အချုပ်ချာအာဏာကိုချိုးဖောက်ခဲ့တာအဲ့ဒါကြောင့်မြန်မာ စက္ကစအဲ့ဒီကောင်တွေနှစ်နှစ်ကောင်လုံးရဲ့အနောက်မှာရှိနေတာအဲ့ဒါမမောင်အိုးအဲ့လိုချိုးဖောက်ရဲအောင်လုပ်ခဲ့တာမမောင်အိုးအမှန်မှဒီကောင်တွေနိုင်ငံတော်ကိုချစ်တယ်ဆိုရင်ဒီလိုခြံစည်းရိုးဖြတ်ပြီးဝင်လာမဲ့ကိစ္စကိုလက်ကိုခံစရာမလိုဘူး တင့်ချက်ပြောပြတာနော်အဲလိုမြင်တော့ဒီကောင်းနေကိုရအောင်ဖမ်းရမယ်အင်တာပိုတီသွားလိမ့်မယ်သွားအောင်လဲကျွန်တော်ပါဝိုင်းလုပ်မယ်ဘာလို့ဗုဒ္ဓဘာသာဆိုတော့လူတွေကိုရိုက်နှက်ညှင်းပဲရတဲ့ပတ်စံနေနဲ့မင်းအောင်နိုင်လေဒီတိုင်းပဲနော်ဒီလောက်ကင်ကြီးကလူပေါင်းမြောက်များစွာနှိပ်ဖက်ညှင်းဆက်နှိပ်ဆက်ညှင်းပန်းတတ်ဖြတ်ပြီးရတဲ့ပတ်စံနဲ့မာရဝိဇ္ဇရတော်ကြီးစီရီတော်ကြီးကိုဒေါ်လာ20ငါးတန်း ်ဖြူခဲ့တဲ့ပယ်ဆောက်ချိန်တို့ကိုနော်ဘွယ်လက်မှတ်ဒီပါပေးခဲ့တယ်လीဗျာဟုတ်တယ်မလားမင်းတို့ကခလေးခွက်တွေအရင်ကစားတာပဲမင်းတို့ခလေးခွက်တွေကတိုင်းပြူမင်းတို့ပြောဟာတိုင်းပြူမချစ်ဘူးတိုင်းပြူမချစ်ဘူးဘောမာတွေပြောသလိုလေတိုင်းပြူမချစ်လဲရတယ်မနှစ်ခဲ့ဘူးလို့လေ မင်းတို့နှစ်ခဲ့တာငါတို့တိုင်းပြည်ငါတို့တိုင်းပြည်ဟာထွက်တာကပြစ်ဒဇာရဲ့ကျွန့်ရင်ဒီနှစ်ခုပဲထွက်တော့မင်းတို့နှစ်ခဲ့တာပြစ်ဒဇာရဲ့ကျွန့်ရင်ဒါပဲထွက်တော့လေဗမာပြည်မှာမထွက်တော့ဟုတ်ပလားမင်းတို့ထတ်ထောက်ပြရမလားမင်းတို့အာနာယူလိုက်တဲ့အချိန်သိမ်းလိုက်တဲ့အချိန်ထိန်းလိုက်တဲ့အချိန်မင်းတို့ပြောတဲ့အတိုင်းကပြောတာမြေရှားတတ်တူ7.4ဘီလီယံရောင်းစားခဲ့ တရုတ်စီးရင်နဲ့ပြောတာနော်2024စက်တင်ဘာခီဟိုပြည်သူစစ်ခေါင်းဆောင်ဟိုကွမ်မော်ပြောတယ်လို့ပေါ့စရင်တိုးလိုက်တယ်ပေါ့အဲ့ဒီခေါင်းဆောင်ဟုတ်လားအဲ့ကောင်นี่တည်သွားတဲ့အထီကို7ဘီလီယံအမေရိကန်ဒေါ်လာကျော်အမေရိကန်ဒေါ်လာပဲရောက်သွားတိုက်ပြီးမလို့မီးပေးလို့ရတယ်လीအ ရေပေးလို့ရတယ်လေဟုတ်တယ်မလားတတိုင်းပြီလုံးမဲပေါင်ကြနေတယ်လေတတိုင်းပြီလုံးအမှောင်ကြနေတဲ့အချိန်မှာဆိုလာထရောင်းတာလေမင်းတို့ကစဉ်းစားကြည့်ဟုတ်တယ်မလားဆိုလာမွေနိုင်တဲ့လူအမှောင်ထဲမှာဆက်နေပေါ့ကွာမင်းတို့ကဒီလိုအချိုးမျိုးချိုးတာကွာဟုတ်လားဒီနေ့ကတော့ငါပြောပြောရွှင်ရွှင်မင်းတို့လိန်ထားတာတွေကိုပြည်သူတွေသိအောင်ငါပြောပြတာ အမေရိကန်ဒေါ်လာစနစ်တက်တမ4ဘီလီယံဆိုတာနင်းနေနော်တော့ပတ်စံမဟုတ်ဘူးဆရာရဲ့နင်းနေနော်တော့မဟုတ်ဘူးခင်ဗျားတို့ဒါကျွန်တော်အမှန်ပြောပြတာကျွန်တော်အဲ့ဒါကိုလူဥရေတန်း90မီးလင်းဖို့အတွက်ဒီကပညာရှင်နဲ့အဲ့ဒီ area student mind တွေနဲ့ပို့ဆောင်ပို့လော့ရှိပြီးသား facility တွေနဲ့ကျွန်တော်တွက်လိုက်တာ တကယ်လို့သာတို့တဲ့တိုင်းပြည်ကိုချစ်လို့အဲ့ဒီကကချင်ပြည်နယ်ကရောင်းခဲ့တဲ့ဥစ္စာတခုလည်းပြောတာနော်ကြံတဲ့နေရာမပါသေးဘူးအဲ့ဒီ7နှစ်တသမ4ဘီလီယံနဲ့မီးပေးမယ်ဆိုရင်တဲ့22 year free တုံးလို့ရတယ်ဟုတ်ပလားဒါမှအတိအကျတွက်ထားတယ်ဒေတာတွေနဲ့အခုအဲ့ဒီ7နှစ်တသမ 4ဘီလီယံစကုံတိန်ရင်းဆိုတာဟိုတန်းရွှေတု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 မိမကိုကျွန်တော်လိုချင်ပါတယ်ဆိုတော့တန်းရွှေသားလိုချင်လို့တန်းရွှေอ่ะမင်းကွဲပေးလိုက်ပါငါသားလိုချင်နေတယ်ဆိုတော့အဲ့လိုအဲ့လိုယူတဲ့အုပ်စုမျိုးဘာမှစစ်တိုက်တာဒါစကုံတိန်ရင်းရဲ့မိမကိုယူထားတာတန်းရွှေသားဒါအောင်လဲခင်ဗျားတို့ကျွန်တော်ပြောပြကျောင်းအမှန်နေအကုန်ပြောတယ်ဗျာကျောင်းဒေတာအသေးချာရှိလို့ပြောတာဟုတ်ပလားဆိုတော့ ပေးချင်တဲ့ message ကဘာလဲဆိုတော့တိုင်းပြည်ကိုစေတနာမရှိဘူးပြီးတော့အဲ့ဒီမှာကရင်ပြည်နယ်မှာ အခုလုတ်တာအခုစောချစ်သူတို့ပြောနေတဲ့လေသံကဘာလဲသိလားငါတို့နောက်မှာမြန်မာစစ်ကောင်စီရှိတယ်ဆိုတဲ့လေသံပြောနေတာ DKB စောစမ်းအောင်ဆိုတာလေခမဒီကောင်ကိုမမတော့မယ်တွေ့တဲ့နေရာရှင်းတော့မယ်အချိန်မှာကျွန်တော်ဒီကောင်ကိုပူပေါင်းပေးခဲ့ပါလေ တကောင်လူအပ်ချက်တွေကိုလည်းကျွန်တော်ထောက်ပံ့ပေးခဲ့ဘူးပါလေဒါကျွန်တော်အမှန်တိုင်းပဲပြောတာအခုကလီတန်နဲ့ပြန်ပြောနေတာကျွန်တော်အံ့ဩတယ်တလားဆိုတော့အခုအင်တာပိုးထိရောက်ကျွန်တော်လုပ်မယ်တခြားဌာနတွေလည်းလုပ်နေပြီဟုတ်ပလားဒီကိစ္စအပြတ်ကိုရှင်းမှရတော့ခင်ဗျစဉ်းစားကြည့် ျွန်တော်တကွက်ထောက်ပြကြန့်ခိုင်ရနိုင်ငံသားဆက်ဆံရေးအောင်စိုးအရင်တုန်းကဒုတိယပြည်ထရေးဝန်ကြီးဟုတ်ကဲ့နော်အောင်စိုးစဉ်းစားကြည့်နော်ကရင်ပြည်နယ်ကရင်လူမျိုးလည်းမဟုတ်ဘူးနဲ့ကရင်မျိုးခွတ်900ကိုကြားဖြတ်အောင်ရောင်းသွားတာဧက900ရဲထဲသွားအခုကြန့်ကြိုက်ရေးမှရှိနေဟုတ်လားဟိုခင်ဗျားတို့အခေါ်သူကြန့်ဖို့ပေါ့ဗျာကျွန်တော်တို့ကတော့ အဲ့လိုတရင်နဲ့ပတ်သက်ပြီးကြန့်ဖို့ဆိုတော့တွက်ကျင်ညာလို့တော့မရဘူးဗျာနော်ပြည်တော်စုနဲ့ကြန့်ခိုင်ရေးပါတီမှရှိဟုတ်ပလားဆိုတော့ဘလောက်တောင်အချိန်နေထတ်ဆိုးလဲဆိုစောချစ်သူရောစောစမ်းအောင်ရောလုတ်တဲ့အကွက်ကိုပြောပြမယ်ထပ်ပြီးတော့လာတဲ့မြန်မာစစ်ကောင်းဆောင်နော်ဘူကြီးကနေပြီးတော့ဘျူဟာမှုတတ်မှမှုအဆင့်ထိကို လူကျင်တဲ့ကရင်မလေးတွေကိုရှာအကုန်လုံးအဲ့ဒီကရင်မလေးတွေအိတ်ခဲရအဲ့ဒီလိုအိတ်ခဲတဲ့ကရင်မလေးကျွန်တော်ဖွင့်ထားတာရှိရင်ဖွင့်ထားတာရှိဟုတ်ပါလားဟာကရင်လူမျိုးတွေဘာဖြစ်ရမလဲညာဖြစ်ရလားခင်ဗျားတို့အကုန်လုံးပြရှင်းရှင်းပြောအာဝါဒီပွဲတွေရောက်သွားတာဒီကောင်နေတက်လားမင်းတို့လဲတာငါတို့ကရင်ကုန်းမှုတယ်ဆိုတဲ့ပုံစံမျိုးပြတကောင်ဖမ်းတဲ့အကွက်က ဟုတ်မလားအခုဘာလုပ်ပြီလဲအဲ့လိုလူကုန်ကူးခံရတဲ့လူတွေကိုတော့ तू ရှာပြီးတော့တစ်ဖက်က complaint တက်မှာနော်တည်င်းရမှာနော်တည်င်းမရရင် तू အဲ့ဒါမလုပ်ဘူးအဲ့ဒီလို तू ပြန်ဖမ်းပို့ပြီးတကယ်ဒီ gain နေတွေကအဲ့ဒီ gain နေ gain နေကိုတရှောက်မှဖမ်းပို့ထားတာမရှိဘူးအဲ့ဒီကောအဲ့ဒါကိုထိုင်ရဂုတ်ကင်တာဒါပဲဟုတ်ပါလားပြီးရင်ဒီကောင်နေရတဲ့ပတ်ဆံရဲ့ arsenic 6ရာဂိုင်နှုန်းမမောင်အောင်ကို every month လွှဲပေးတယ်တဲ့မြမပြန်ကြားရေးဝန်ကြီးမမောင်အောင်လက်ရှိလက်ရှိစကားစဟုတ်မလားဆိုတော့ဒါနောက်ဆုံးတစ်ချက်ထပ်ပြောမယ်အဲ့ဒီခုနကလူကုန်ကူးဖို့လုပ်တဲ့မာဖီးယားတွေကိုအခုမော်လမြိုင်တို့ ဗမာပြည်အတွင်းထဲလိုရန်ကုန်တို့ဒီကောင်တွေရွှေ့တယ်တက်လားဒီကောင်တွေရွှေ့ဒါဆိုရင်ပြည်တွင်းထဲကလူတွေထတ်ခံကြရအောင်မယ်အဲ့ပွန့်ပွန့်လင်းလင်းပြောမယ်ဗျာမော်လမြိုင်မြို့ရဲ့ယာမညဟိုတယ်ကြီးကိုတိမ်ပေါင်းမြောက်များစွာနဲ့စောချစ်သူကကြားဖြတ်နေအတွက်လွန်ခဲ့တဲ့တလခွဲကဝယ်လိုက်တာ မောလမြိုင်မြို့ရဲ့ယာမညဟိုတယ်ဟုတ်ပြီနော်ဟဲ့အောင်ချစ်သူမင်းကလေးလေးငါမင်းငါငါနေဆက်မှာငါတော်နေကြီးဖြတ်တဲ့အဲ့အချိန်တော့မင်းကိုတွေးခဲ့ပြီးပြီမင်းဘဒိုမဲရှာကိုတတ်တဲ့အထဲထဲမှာမင်းပါတယ်ငါအဲ့ဒီအချိန်မဲဆောင်မှာမင်းတို့တတ်တဲ့အချိန်မဲဆောင်မှာငါမြင်လိုက်တဲ့မနဲ့အစောကြီးဖြတ်သွားတဲ့မျက်နှာမင်းမျက်နှာ ငါမျက်စောင်းတွန်းနေတာအဲ့ဒီချိန်ကဟုတ်မလားစောချစ်သူနော်အင်းကကင်မရာမရှိဘူးဒါပေမဲ့ငါမြင်တဲ့မျက်နှာမင်းမျက်နှာငါအပြတ်ပြောလိုက်တာဒါဒါမတရားဘူးဆရာဘရူမန်ရှာကပညာရတယောက်ဘွေးရတယောက်နော်ဟုတ်မလားနိုင်ငံရေးကိုနိုင်ငံရေးလို့စဉ်းစားတဲ့ပညာတတ်ပုဂ္ဂိုလ်တယောက်ခရင်ထဲမှာ ရှာရှာပါပါဒါဒါဒါအမှန်ပြောပြတာအဲ့ဒီချိန်မှာဘရူမန်ရှာတင်းနေတဲ့နေနေတဲ့အိမ်ရဲ့မျက်စောင်းတို့မှာကျွန်တော်တင်းနေတာကျွန်တော်ကိစ္စတခုနဲ့မဲဆောက်ရောက်ပြီးတော့တော့တမိုင်းနေအဲ့လိုရှိတယ်ဆိုတာကိုစောချစ်သူမင်းပြေးလို့မရအောင်မင်းဒီအဆင့်ရောက်လာတယ်ဆိုတာဘဒူမန်ရှာကိုမင်းတတ်ပြခဲ့လို့မြန်မာစစ်တပ်ကမင်းကိုဒီအဆင့်ပေးခဲ့တာ ငါရှင်းရတယ်ဒီကိစ္စမလို့၃ယောက်ဟုတ်မလားဒါပဲကွာဒါပဲအဲ့ဒါတမိုင်းပဲအဲ့ဒါ trick ပဲနော်အဲ့ဒါ wit ပဲနော်မြန်မာစစ်တပ်ရဲ့လှည့်ကွက်ကိုကြံတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလည်းသိအောင်ကျွန်တော်ပြောပြလိုက်တာဘရိုမန်းရှာကိုတတ်တာစောချစ်တူပါဒါကြောင့်ဒီကောင်ဒီအဆင့်ရောက်လာ အဲ့ဒါမှတ်ထားလိုက်ဒီကောက်အခြေအနေလောက်နဲ့ဒီကောက်အုံနှောက်လောက်နဲ့ဒီလိုအဆင့်ရောက်လာစရာကိုမရှိဘူးဟုတ်ပြီလားတခြားတိုင်းရင်းသားတွေလည်းအဲ့ဒီလိုမြန်မာစစ်တပ်ရဲ့လှည့်စားခံရခြင်းမဖြစ်ကြပါစေနဲ့လို့ဒါကိုသိစေခြင်းလို့ကျွန်တော်ပြောတာအခုပြည်တွင်းထဲကိုရွှေ့နေပြီမိန်းမတွေပျောက်ယောက်ျားတွေပျောက်လူပြန်ပေးဆွဲတာအများကြီးဖြစ်နေပြီ ဟုတ်ကဲ့နော်ဒီကောင်ကြီးရဲ့အနောက်ကကြောယူပါအဲ့ဒါမောင်မောင်အိုးနော်အရာဝတီတို့ဘာတို့ပြောတာအဲ့ဒါဒီတပိုင်းကျွန်တော်ပြောနေတာ2000ရွှေဝါရောင်အရေးခင်ဟာမောင်မောင်အိုးဖန်တီးခဲ့တာဟုတ်ကဲ့လားဒါကြောင့်ဒီကောင်နေဖျားရှိခိုးပြပတိစိတ်ပြဆိုရင်ကျွန်တော်ကဖနှက်ချီးတုပ်ပြီးပါရိုက်ချင်တာဒါအမှန်ပြောတာကျွန်တော်ရိုင်းဆိုင်ပြောတာမဟုတ်ယွန့်စရာကောင်းတာဗျာ ရွံစရာကောင်းတာဟုတ်ပြီလားဟေးမမောအိုးစောချစ်သူဟိုကောင်စောဆန်းအောင်ငါနဲ့မင်းတို့နဲ့တွေ့ဦးမယ်ကွာဟုတ်ပြီလားငါရုပ်တန့်လေးတွေကြည့်လိုက်ကြအောင်လာလိုက်မယ်ကျေးဇူးတင်ပါတယ်ကိုရှယ်လေးပါမိုင်းစုံခါပါတာလီစွာပါမငေးရအောင်ပါခမရ